ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းဒီတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါနိုဝင်ဘာလ14ရက်မှာတော့တော်လံပြည်သူတွေမမြင်တာကြာပြီဖြစ်တဲ့မြို့သိမ်းအောင်ပွဲတရင်တွေဝူဝီဆဆာထွက်ရှိလာခဲ့ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့နယ်စပ်ကုံသွေးစခန်းရှိရာလည်းဖြစ်တဲ့မောတောင်မြို့ကိုတော်လိုင်းတပ်တွေသိမ်းလိုက်ကြတာပါ။မောတောင်တစ်ဖက်မှာတော့ထိုင်းနိုင်ငံရဲ့ပြတ်ကျွတ်မြို့စင်ခွန်ကျေးရွာတည်ရှိပါတယ်။ နိုဝင်ဘာလ17မှာစခဲ့တဲ့မော်တော်မြို့သိမ်းတိုက်ပွဲဟာနိုဝင်ဘာလ14မှာပြစ်သက်ကြောင်းတော်လိုင်းကြီးပူပေါင်းတပ်တွေကအသီးသီးထုတ်ပြန်ထားတယ်။အားရမှာတယောက်ပြီးတိုက်ပွဲကို KNU KNL ကဦးဆောင်တာပါ။အောင်မြင်ခဲ့တဲ့တိုက်ပွဲမှာပါဝင်ခဲ့တာကတော့ KNL တပ်မဟာ၄မှတပ်ရင်း203တပ်ရင်း17 KNDO တပ်ရင်း9တပ်ရင်း12 BPLA FFD တို့ပူပေါင်းသိမ်းပိုက်ခဲ့ကြောင်းစစ်တုပ်ပန်း40ကျော်ဖမ်းဆီးထိန်းသိမ်းရရှိထားပြီး120မမအမြောက်နှက်လက်120မမလက်နက်ကြီးကြီး189တောက် Wi-Fi စက်တနတစ်လက်60မမ3လက် RPG နှစ်လက်ငကြင်းမီတစ်လက်လက်နေငယ်36လက်နဲ့အခြားလက်နဲ့ခဲရများစွာသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရကအောင်ပွဲမှတ်တမ်းတွေလည်းဝေဝေဆဆာထုတ်ပြန်နိုင်ခဲ့ကြပါပြီ။ရန်သူစစ်အုပ်စုဘက်ကအ ਨੇ စုံအင်အား90လောက်ထိုင်းဘက်ကိုပြေးဝင်ခိုလုံသွားကြောင်းသိရပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးလာတဲ့ရန်သူစစ်အုပ်စုလက်နက်တွေကိုသိမ်းဆည်းပြီးခိုလုံခွင့်ပေးထားပါတယ်။ အခုလိုအောင်ပွဲကြီးမရခင်ကတော့၃လလောက်ချိန်ယူပိတ်ဆို့ဖြတ်တောက်ထားရပြီးစေအုပ်စုဘက်ကနိုဝင်ဘာလ10ရက်ညကတည်းကလက်နက်ကြီးတွေဖြစ်ကတ်ခြင်းလေကြောင်းပစ်ကူပေးတာတွေလှုပ်ဆောင်ခဲ့ပေမယ့်အခုတော့နေဆက်ကုံသွေးမြို့ဟာတော်လိုင်းတပ်များရဲ့လက်အောက်ကိုကျသွားခဲ့ပြီဖြစ်ပါတယ်။အရေးပါတဲ့မော်တော်မြို့ကုံသွေးလမ်းကြောင်းကိုမြဝရီကော့ကရိတ်လမ်းကြောင်းလိုပဲစေအုပ်စုကပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာဆိုရင်2024နှစ်ကုန်ပိုင်းကတည်းကပါအခုတော့လမ်းပိုင်းကိုမထိန်းချုပ်နိုင်တဲ့ပြင်နေဆက်မြို့ပါတော်လိုင်းလက်အောက်ကျရောက်သွားခဲ့ပါတယ်။ ရန်သူစစ်အုပ်စုအင်အားတရာလောက်တပ်ဆွဲတဲ့အဲ့ဒီမြို့ဟာ KNU ဗိုက်တွေခရိုင်တနင်္သာရီမြို့နယ်ဌာနချုပ်အခြေစရနေရာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း33နှစ်ကတည်းကစစ်အုပ်စုလက်ထဲရောက်ရှိနေခဲ့တာဖြစ်လို့အခုဆိုရင်နွေဦးတော်လိုင်းရင်အင်အားစုတို့ရဲ့အကူအညီနဲ့ပြန်လည်သိမ့်ပိုင်နိုင်ခဲ့ပါပြီတိုက်ပွဲနဲ့ပတ်သက်လို့ KNU ကပြောပြခဲ့ရမှာရန်သူတပ်သား90ကနေ80ကျားကတော့ထိုင်းဘက်ကိုဒီမိနစ်စောပိုင်းမှာဝင်ပြေးသွားတယ် 2024ခုနှစ်ထဲမှာ KNU တပ်မဟာ၄ရဲ့တပ်ရင်း၁၁နဲ့မဟာမိတ်တွေကမောရောင်ရေပြူလန်းကျောကိုသိမ်းခဲ့တယ်။အဲ့ဒီနှစ်ကုန်ပိုင်းမှာပဲရန်သူကပြည်လန်းပိုင်းကိုသိမ်းဖို့ထိုးစစ်ဆင်လာပေမဲ့သိမ်းကုန်းရွာကနေရှစ်ဆက်မရပဲတတ်နေခဲ့တယ်လို့ဗိတ်တွေခရိုင်အတွင်းရင်မှုဖတိုဆောအေနာကပြောပြပါတယ်။မောရောင်မြို့သိမ်းအောင်ပွဲမှတ်တမ်းများနဲ့တူပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ပုံမှုတင်လင်းအောင်ကိုလည်းတွေ့ရပြီးအခုလိုမြို့သိမ်းအောင်ပွဲတပ်ပုံတွေမထွက်လာခင် ရန်သူကဝိုင်တွဲနဲ့ဘုံကျဲနေစဉ်ကလေးကတတင်းတွေဥဆုံးတက်နေတာတွေ့ရပါတယ်။အလားတူမောတောင်သိမ်းပွဲကြီးမှာပူပေါင်းတက်ဖြစ်ပါဝင်ခဲ့တဲ့ BPLA တက်ရဲ့ခေါင်းဆောင်တူဖြစ်သူမောင်ဆောင်ခါကတော့သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာအောင်ပွဲတတင်းနဲ့တူ BPLA ကနယ်မယွေးဘူးဆိုတဲ့အကြောင်း status နဲ့တူဒီနေ့ကတော့တော်လံပြည်သူတွေမြင်ကျင်ကြတဲ့မြို့သိမ်းအောင်ပွဲတတင်းတစ်ခုဖြစ်တင်ပြလိုက်ရပါတယ်။တိုက်ပွဲမှတ်တမ်းတွေထွက်ပေါ်လာပြီးမကြခင်နိုဝင်ဘာလ14ရက်နေ့ညပိုင်းမှာတော့ မော်တော်မျိုးအားပြန်လဲသိမ့်ပိုက်ရမှာကြာရတာဝန်ကနေဆွန်းဆွန်းတမန်စူးစမ်းအားထုတ်ပေးခဲ့ကြတဲ့ကောင်းဆောင်ရရှိများစစ်တီတော်ကြားမှအလုံးမဟာမိတ်တွေနဲ့စစ်စင်ရေးတိုက်ပွဲတွေအသက်ပေးဆက်ခဲ့တဲ့သူရဲကောင်းများအား KNU ကရင်မျိုးသားစည်းရုံးမှအသိမှတ်ပြုတံပိုးထားဂုဏ်ပြုပါတယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ဒေါ်လာဤဘက်ကကြဆုံးခဲ့ရတဲ့အင်အားကြီးအတွက်ကိုတော့မသိရပါဘူးခင်ဗျာစကိုင်းကမ်ဘလူခင်ဦးဘက်ကတိုက်ပွဲဟောင်းတစ်ခုကိုလည်းပြန်ပြောပြခြင်းပါတယ် နွေမာလာ၁၂ရက်နေ့နေကင်းပိုင်းကတိုက်ပွဲပါ MLU ကနေခင်ဦးကိုလာတဲ့ရန်သူစစ်ကြောင်းတပ်မ33အင်အား100ခန့်ကိုတော်လိုက်တပ်တွေကရင်းတိုက်ရွာနာဝိုင်းတိုက်ခဲ့ကြတာပါစစ်ကြောင်းမှုအပါဝင်90ခန့်သေဆုံးတုတ်ပန်း15ဦးနဲ့တူလက်နက်ခဲယမ်းတွေလည်းရလိုက်ကြပါတယ်တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားတယ်အချို့ကတော့ဝက်တိုးအထိုင်စခန်းတွေကိုပြန်ဝင်သွားနိုင်ခဲ့တာရှိတယ်နာမခါကနေဂျိုင်ရိုကော်ပတာ၃စီးတက်လာပြီးကမ်ဘလူးဆက်မှာ၄ချောင်းကနေ၂ချိန်လာပြစ်သွားသေးကြောင်း တော်လာရေးတည်ရေးမြစ်တွေကထုတ်ပြန်ခဲ့ကြပြီးနောက်မှာနောက်တရက်နွေမာလ73ရက်နေ့မနက်8:48မိနစ်ကနေမွန်းလွဲ2နာရီခန့်တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ထပ်မံပြုလုပ်သွားကြောင်းကိုလည်းသိရပါတယ်။ကမ်လူခရိုင်ပကဖအကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပကဖရူးမြွနယ်လက်ယုံပကဖခေဦးပကဖ PDF ပလဖစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့တဲ့အောင်ပွဲဖြစ်ပြီး ရန်သူထံကနေ MA1 နှစ်လက် MA3 နှစ်လက် MA4 တက်လက် G3 ခုနှစ်လက် MA6 တက်လက် MAN တက်လက်ကာပိုင်၅လက် Slayer တက်လက်လေးလက် drone တစ်စီးဂျမားကြီးတစ်လုံး power station တစ်လုံး laptop တစ်လုံး40မမပုံတစ်လုံး Inaga ၃လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပြီဒီအောင်ပွဲကြီးမှာပါဝင်ဥဆောင်သူတူဖြစ်တဲ့ကမ့်ဘလူခရိုင်ပကဖာလှုပ်ရှားရစ်တဒုတက်ရင်မှုဘိုးပိုင်ချဲကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာမှတ်တမ်းတွေထုတ်ပြန်ခဲ့တာတွေ့ရပါတယ်

တော့မလေခွာကြရပါဘူးကိုယ်ကဘုံပထမလက်ရချောက်လုပ်ပြီးခဲရဘုံ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 နေမိုင်းနေရတာဘာလို့ပြည့်တယ်ဗျာကျော်လေကျောင်းသူတွေနေချမ်းသာပြရတယ်ဟုတ်လားဘုံမတလားကျောင်းသူတွေကလည်းကကြတာတိုင်းညကျွန်တော်ချုပ်ရက်ကချုပ်ရက်မင်းလမ်းလမ်းထောက်တော့ချုပ်လိုက်ပါလိမ့်မယ်ဟဲ့ဆိုချုပ်ရက်မချုပ်ရမလားအမေကမင်းတို့ချင်းမရှက်တာပြန်နေရချက်ရမလို့မင်းသေးတော့မသေးဘူး နေပြည်တော်နီးကတော်လန်တိုက်ပွဲသတင်းတွေအကြောင်းကြည့်ရအောင်ပါဥတ္တရသီရိမြို့နယ်ရှိရန်သူစစ်တပ်ရဲ့စခန်းကို PLA ကဝင်ရောက်စီးနင်းခဲ့တဲ့သတင်းမှာနိုဝင်ဘာလ12ရက်နေ့ညနေပိုင်းကဖြစ်ပါတယ်ဥတ္တရသီရိမြို့နယ်နဲ့တက်ကုန်းမြို့နယ်အကြားရှိရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကဝင်ရောက်စီးနင်းခဲ့ရာရန်သူများထွက်ပြေးသွားကြပါတယ်နှစ်နှစ်ခန့်ရန်သူတပ်ဆွဲခဲ့တဲ့စခန်းဖြစ်ကြောင်းသိရပြီးနိုဝင်ဘာလ13ရက်နေ့မှာစခန်းကိုထပ်မံရှင်းလင်းရမှာတော့ကြည်ချို့ ငွေသားချို့နဲ့စစ်သုံးဆောင်ပစ္စည်းချို့ရရှိခဲ့ကြပါတယ်။ PLA တပ်များအနေနဲ့ပျောက်ကြားစနစ်နဲ့နေရာပေါင်းစုံကိုရောက်ရှိနေပြီးအချို့နေရာတွင်မဟာမိတ်တပ်များနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း PLA ကနေပြည်တော်ဝန်ကျင်ထိရောက်ရှိနေရာယူထားပြီးဖြစ်ကြောင်း PLA အထွေထွေတွင်ရင်မှုရဲဘော်နေနီကျော်ကပြောပါတယ်။လက်ရှိချိန်မှာရန်သူစစ်ကြောင်းတစ်ခုဟာရတနာမြေခြေပြုတ်လုံကြွေးစခန်းရဲ့အနိကရွာနှစ်ရွာမှာစစ်ကြောင်းထိုင်နေတယ်လို့လဲအသိပေးပြောဆိုခဲ့ပါတယ်။ နောက်တစ်ခါနိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းနေပြည်တော်239မှရှိရန်သူရဲ့၄ကခိစခန်းပျောက်ကြားတိုက်ခိုက်ခံရပြီးရန်သူ၂ဦးသေဗိုလ်တဦးဆေးရုံတင်လိုက်ရတဲ့သတင်းရရှိထားပါတယ်။ဒီသတင်းကို PDF တက်ကုန်းဘက်တလီယန်803ကထုတ်ပြန်တာဖြစ်ပြီးတိုက်ပွဲချိန်နိုင်ဝက်ကြာမြင့်ခဲ့ကြောင်းတော်လိုင်းဘက်ကအထိခိုက်မရှိကြောင်းဆိုထားပါတယ်။အင်အား15ရာလောက်ပဲရှိတဲ့ခိစခန်းအသေးတစ်ခုကိုကျွန်တော်တို့ဝင်ရောက်ပစ်ကတ်ခဲ့တာဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေးရအခက်အခဲအမျိုးမျိုးရှိခဲ့ပါတယ်။နောက်ဆုံးကျွန်တော်တို့ရရှိတဲ့သတင်းအရဘိုးတူးထိကြိုက်တဲ့ထဲပါသွားတယ်ဆိုတာသိရတယ်။ဘဲဆေးယုံရဲလို့တော့သတင်းမသိရသေးပါဘူးလို့ PDF တပ်ကုံဘက်တလီယန်8 3ကပြောပါတယ်။နေပြည်တော်တိုင်းစစ်ဌာနကတပ်တွေပြပြနေပြည်တော်အဝန်းအဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမဲစူးစမ်းနေအောင်မှာဖြစ်တယ်လို့အသိပေးပြောဆိုခဲ့ပါတယ်ခင်ဗျာ။ရှမ်းမြောက်မှာတော့တရုတ်နိုင်ငံရဲ့ဂျားဝင်မှုနဲ့အပြစ်ခတ်ရထားတဲ့ အာနာသိန်းစစ်တပ်နဲ့ MNDAA တို့ကြားစစ်ရေးပြန်လည်တင်မာလာနေပါတယ်တရုတ်ကနေတဆင့်ပြန်တောင်းပြီးလာရှိုးကိုစစ်အုပ်စုကဝင်ထိုင်နေပေမဲ့လာရှိုးမြို့အနီးတစ်ဝိုက်ကနေရာအတော်များများကို MNDAA ကနေရာယူထားကြတာဖြစ်ပါတယ်ဒီလိုနဲ့လာရှိုးမြို့အနီးမှာတပ်ဆွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုမှုတွေထပ်ရှိလာခဲ့ပြီး MNDA ကဒါကိုလက်မခံတဲ့နောက်မှာတော့အခုလိုပြန်ပြီးရန်ဆောင်နေကြတာပါတရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကပြန်လှည့်ခိုင်းတယ်လို့ လာရှိုတီဘောကြကဒုထဝရီမြစ်ကူးတရားကိုလည်းနှစ်ဖက်စလုံးကပိတ်ထားကြောင်းဒေသခံတွေက ပြောပါတယ်။တရုတ်နယ်စပ်ကနေကိုကန့်ကိုဖြတ်ဖြတ်ဝင်လာတဲ့ကားတွေကိုလာရှိုကနေစစ်ကောင်စီကပိတ်တယ်။ MNDA ကလည်းတီဘောတရားကိုပိတ်ပစ်တယ်။ MNDA ကပိတ်တော့စစ်ကောင်စီကလည်းတီဘောမျိုးပက်ချန်းကနေပြန်ပိတ်တယ်။အခြေအနေကတော့ပိတ်ကားပေါ်မှာစောက်ကြည့်ရတော့မှာပါလို့ဒေသခံတွေကပြောပါတယ်။တီဘောကိုအာဏာသိမ်းတပ်တွေကပြန်ရထားကြောင်းဆိုပေမဲ့လည်း မြို့ရဲ့တရားတီဘောဘက်မှာစေုပ်စုတပ်ရှိနေပြီးလာရှုပ်ဘက်ထွက်တဲ့အချမ်းမှာတော့ MNDA ကိုကန်တပ်တွေရှိနေပါတယ်။ MNDA အနေနဲ့လာရှုပ်မြို့နီးကနေတပ်ဆွဲမှုမပြတ်ဘဲရှိနေတာကြောင့်အာနာသိမ့်တပ်အမှတ်၅စစ်စင်ရေးအထူးဖွဲ့မှုကိုယ်တိုင်နိုဝင်ဘာလ17ရက်နေ့ကလာရှုပ်မြို့ထိရောက်လာပြီးတောင်းဆိုထားပူးပေမဲ့ MNDA ကတော့ညှင်းပယ်ခဲ့ပါတယ်။ MNDA ရှိတဲ့နေရာတွေကတော့ပြည်တော်စု လမ်းမပေါ်ကနောင်မုံနဲ့တန်ရန်မိုင်းရဲမြို့ဘက်ကိုသွားတဲ့နန့်ပေါင်ဟိုရရွာတွေမှာဖြစ်ပါတယ်စစ်ကောင်စီနဲ့ကိုကန့်တက်တို့ထိုက်တိုက်ဆုံတဲ့လမ်းနေရာ၃နေရာလို့အကြမ်းဖျင်းမှတ်ယူရပါတယ်တနေရာကတီဘောပြီးတော့နမ်လန်မိုင်းရဲလမ်းဆုံလို့ဖြစ်ပြီးအခုအဲ့နေရာအလုံးကိုပိတ်လိုက်ပြီးဖြစ်တယ်အခုနောက်ဆုံးသိရတာကတော့တီဘောတရားမှာစစ်ကောင်စီဘက်ကသဲအိတ်တွေစီထားပြီလို့ဆိုကြပါတယ် ဒီလိုဖြစ်တာဟာတီဘောနဲ့ကြောက်မဲကိုလာမဲ့စစ်ကောင်စီရဲ့ဗိုလ်ချုပ်မြတ်ထွန်းဦးရဲ့ခီးစဉ်နဲ့လဲဆိုင်နိုင်တယ်လို့စစ်ရေးသတင်းလေ့လာသူတွေကသုံးသပ်ထားပါတယ်။သိန်းညီကိုလဲစက္ကစတောင်းနေတာအခုထိမပြေလည်သေးပါဘူး။အခုစစ်ကောင်စီကသူထိမ့်ချုပ်နေတဲ့ကကိုကန့်ထိမ့်ချုပ်တဲ့နေရာတွေကိုထတ်တောင်းပုံပါပဲ။ညှိမရတာနဲ့ပြဿနာဖြစ်တာလားဆိုတာစဉ်းစားစရာဖြစ်ပါတယ်လို့ဒေတာရင်းသတင်းတောက်မိုင်းအနိုင်ကရေးသားထားတာတွေ့ရပါတယ်။ကိုကန့်ကတိုက်ပွဲအနားယူထားတာတစ်နှစ်ကျော်ထားပါပြီ။ စစ်ကောင်စီကလည်းတအံဘက်ကိုအပြစ်ရထားပါတယ်တိုက်ပွဲဖြစ်နိုင်လားဆိုတော့ပြောဖို့စောပါတယ်ကြားတဲ့အချိန်ကြီးဆိုးလိုက်ရင်တရုတ်ကဝင်ထိန်လိုက်မယ်လို့သုံးသပ်ရပါတယ်ဒါပေမဲ့ဘသူကဘယ်အခြေအနေထိခြိလုံလက်လုံစဖြစ်မလဲဆိုတာလဲမူတည်တယ်လို့မိုင်းနိုင်ကရေးသားထားတာတွေ့ရပါတယ်။အတိကအားဖြင့်စစ်တပ်ကအင်အားပြန်လဲစုစည်းမိလာချိန်မှာ MNDA ပေါ်အပေါ်စည်းကပြန်လဲဆက်ဆံရန်ကြိုးစားလာခြင်းလို့အများကယူဆထားကြပါတယ်။ MNDA ရဲ့စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ပန်ဒရန်က2025ခုနှစ်အပတ်စဉ်တကယ်ရာများအလှည့်ကျတင်နန်းစင်ပွဲမှာတက်ဖွဲ့ကိုပြောကြားခဲ့ရမှာတော့လက်ရှိရရှိထားတဲ့စည်ရေးရက်စဲရေးသဘောတူညီချက်ဆိုတာအဆင့်ဆိုင်ရာရလတ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငင်းကြံရေးမဟုတ်ကြောင်းစစ်မှန်သောငင်းကြံရေးရရှိဖို့ကဝေးလံနေစေဖြစ်ကြောင်းတက်ဖွဲ့ဝင်တွေကိုတတိပေးခဲ့ပါသေးတယ်ခင်ဗျာ။နိုဝင်ဘာလ23ရက်နေ့မှာတော့နထိုးကြီးမြို့ဝင်မှာစစ်အုပ်စုရင်တန်းကို မြင်းကြံခရိုင်အမှတ်၄မြင်းဆောင်၁၀တပ်ဖွဲ့ကတိုက်ခတ်ရာစစ်အုပ်စုတပ်သားများထိနာပြီးနောက်ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ရန်သူစစ်အုပ်စုအင်အားချို့နဲ့နောက်လိုက်တွေဟာဌာနဆိုင်ရာရုံးတွေပြန်လည်ပတ်နိုင်ဖို့ရောက်လာကြတာပါ။နန်းစီရီယံဝန်ထမ်းတွေကိုလိုက်ပါပို့ဆောင်တဲ့စစ်အုပ်စုရင်တန်းကိုအခုလိုတိုက်ခတ်ခဲ့ခြင်းအားမြင်းကြံခရိုင်အမှတ်၄မြင်းဆောင်၁၀တိုက်ရင်မှုကိုစိုးအောင်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရုပ်သံမှတ်တမ်းသတင်းကိုထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဝဲ တဝဲ Defense Team DTF တရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ PDGF PDF တဝဲ District Battalion 2 P233 O2 တပ်ဖွဲ့များကတဝဲခရိုင်တရက်ချောင်းမြို့နယ်လဘရွာမှာပြည်သူပိုင်နေအိမ်တွေကိုမိရှို့နေတဲ့စစ်ကောင်စီတပ်သားတွေကိုရမမင်းကြီးထံသို့ထပ်မံပို့ပေးတော်မူကမ်းနှစ်ဆိုပြီးတော့တည်င်းထုတ်ပြန်ထားတဲ့တိုက်ပွဲကိုမြင်နေရတာဖြစ်ပါတယ်။သက်ဆိုင်ရာတပ်ဖွဲ့တွေကတော့မကြခင်ဒီတိုက်ပွဲတည်င်းကိုထုတ်ပြန်မှာဖြစ်ကြောင်းအသိပေးထားကြပါတယ်ခင်ဗျာ။